မေရိကန်က၎င်းရဲ့မဟာမိတ်အစ္စရေးကိုကူညီရေးအတွက်စစ်ပွဲမှာဂျောင်းဝင်ရေးကိုဇွန်16ရက်မှာအီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတတိပေးလိုက်ပြီးပဋိပက္ခအရှိန်မြင့်တက်လာမယ်ဆိုတာက၎င်းရဲ့နိုင်ငံဟာကိုယ့်ကိုယ်ကိုကာကွယ်ဖို့အစဉ်အသင့်ဖြစ်နေတယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုကဂျူးအစိုးရဘက်ကပါပြီးတက်တက်ကြွကြွဝင်ပါချင်လာတဲ့ဆိုရင်အီရန်ဟာကျူးကျော်သူတွေကိုသင်ငန်းစာပေးဖို့မိမိရဲ့ဒဇာပလာတွေကိုအသုံးပြုရမှာဖြစ်ပြီးမိမိရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတို့ကိုကာကွယ်သွားမှာဖြစ်ပါတယ်လို့ ဒုတိယနိုင်ငံသားရေးဝန်ကြီးခါဆန်ဂါရီဘဘာဒီကပြောကြားခဲ့ပါတယ်။တဘာဝအဖြစ်ကျွန်တော်ရဲ့စီရေးဆုံးဖြတ်ချက်ချမှတ်သူတွေကနီလန်းအလုံးကိုအသုံးပြုဖို့စဉ်းစားနေပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။အစ္စရေးအီရန်စစ်ပွဲမှာအမေရိကန်ဝင်ပါရေးကိုစဉ်းစားနေတယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပြီးတဲ့နောက်တရုတ်ကအင်အားသုံးနာကိုစန့်ကျင်တယ်လို့ဇွန်16ရက်မှာပြောကြားခဲ့ပါတယ်။တခြားနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုကိုတရုတ်ကစန့်ကျင်တယ်လို့ဆိုပါတယ်။